အားလုံးပဲမင်္ဂလာပါဒီနေ့ဂျွန်လ27ရက်နေ့မှာသတင်းမီဒီယာနေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထည့်ကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ချင်းဒေါ်လာရဲ့18ဖွဲ့ကနေပြီးတော့ပူးတွဲကျင်ညာလိုက်တဲ့သတင်းအပုတ်ဖြစ်တယ်ဆိုတော့အဲ့ဒါကတကယ်သတင်းကောင်းတစ်ခုနေလဲကျွန်တော်တို့တွေ့ရမယ်ဆိုတော့ဒီထက်မှာ18ဖွဲ့ထက်မှာကျွန်တော်ပြန်ပြီးတော့နာမည်တွေကိုအစဉ်လိုက်ဖတ်ကြည့်တယ်ဖတ်ကြည့်တဲ့အခါကျတော့ဘာတွေတွေ့ရလဲဆိုလို့ရှိရင်တော့ CDF နော် CDF CDF ဆိုပြီးတော့နော် 18th ဖွဲ့နီနီပါပါမှာကျွန်တော်တို့သုံးထားတာကိုတွေ့ရတယ်နော် ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ပြန်ကြည့်တဲ့အခါကျတော့ရှင် CDF တော့ဘာဖြစ်လို့68ဖွဲ့အနေနဲ့တွေ့ရတယ်လဲဆိုလို့ရှိရင်เนาะဥပမာ Mandat ဆိုလို့ရှိရင် CDF Mandat CDF မတူပီဆိုလို့ရှိရင်မတူပီ CDF စသည်ဖြင့်ဒီလိုနာမည်တွေပဲ꿰သွားတာဖြစ်တယ်ဒါပေမဲ့အဓိကတော့နော်အဲ့ဒီမှာ CDF တွေပဲဖြစ်တဲ့ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဒီနေရာမှာထူးထူးခြားခြားနာမည်3-4မျိုးတော့ရှိတယ်နော်3-4ဖွဲ့တော့တခြားနာမည်နဲ့ထွက်တာကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့ဒီ68ဖွဲ့မှာပေါ့နော်ဆိုတော့ statement ကိုထုတ်လဲဆိုလို့ရှိရင်တော့မအလာကိုနော်ဒီ dollar ရဲ့အချိန်မှာတော့သွေးမကွေးဖို့ဘုံရန်သူလာဆိုလို့ရှိရင်တယောက်တည်းဖြစ်တဲ့အတွက်ကြောင့်ဒီလူကိုနော်အပြတ်ချိန်မှုကြမယ်နော်တိုက်ခတ်ကြမယ်အတားပြီးမှနေမြေတွေအငင်းပွားမှုတွေကိုနေပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့နေလိုက်နဲ့ဆွေးနွေးကြမယ်ဆိုတဲ့ဟာကိုသူတို့ထုတ်ဖော်တာကိုကျွန်တော်တို့တွေ့ရတယ်ထုံးနေလောက်ကောင်းပဲ CB လို့ခေါ်တဲ့ဒီချင်းညီတော်တပ်ဖွဲ့ပေါ့နော်အဲ့ဒါက AA သူရဲ့ဆရာက AA ပဲဖြစ်တယ်ဆိုတော့ AA ရဲ့ ါးရှိတယ်ဖလက်ခံထားတာကိုဘန်ကန်နဲ့လို့ယူဆရတာကိုဆွဲကနေမှာလုတ်ချကင်ချမယ်ပြောချမယ်ဆိုရင်တော့အဲ့တော့ဘယ်လိုပြောမလဲကျွန်တော်တို့ပြောထားတာကတော့နောက်တစ်ခါလုံးအဆုံးရှုံးမှုနဲ့နာမှုတွေဖြစ်တော့မယ်တော့ဟိုင်းလန်ကျောင်းကပြေပြေသွားနိုင်တယ်ပြီးတော့မှအဲ့ဒီမှာကျွန်တော်ပြောခဲ့သလိုပဲစိတ်ကောင်းစီအမြင့်မတက်တည်းရဲ့ဘယ်လိုမျိုးနေမြင့်တင်ပတ်မှုတိတာအမှန်ကန်ချက်ရှိမှုတိချာတာမဟုတ်ဘူးပေါ့ထားတာတော့မဟုတ်ဘူးဒါပေမဲ့တည်င်းဌာနတ ပြီးချင်းပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့နေမြေအငင်းဖွားမှုတွေပို့တိုက်မှုတွေကိုဒေါ်လာရေးကာလာလွန်မှနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှာကြဖို့ဘေးဥဒေါ်လာရေးချင်းလက်နက်ကင်78ဖွဲ့ကဇွန်လ19ရက်နေ့မှာထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။လက်ရှိချင်းပြည်နယ်မှာကအာရခတ်တပ်တော် AA ရဲ့မဟာမိတ်ဖြစ်တဲ့ချင်းညီနောင်ဖွဲ့ CB နဲ့ချင်းလန်းကောင်စီ CC တို့ကြားမပြေလည်မှုတွေရှိနေသလို ပလောဝဒေတာပိုင်းဆိုင်မှုကလည်းငင်းပွားမှုတွေရှိနေတာပါပလောဝဒေတာကိုအေကရခိုင်ပြည်နယ်ခရိုင်တခုဖြစ်ထည့်သွင်းပြဌာန်းတယ်လို့ရခိုင်ပြည်နယ်ခြေဆိုင်သတင်းဌာနတခုမှဖော်ပြရာကဝေဖန်မှုတွေလည်းမြင့်တက်နေတာပါဒီလိုခရိုင်တတ်မှတ်တာနဲ့ပတ်သက်ပြီးတော့အေဘက်ကတရားဝင်ပြောဆိုလာတာမျိုးတော့မရှိသေးပါဘူးကြီးကြီးပဲ နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့ဒီရှမ်းမြောက်မှာရှိတဲ့ဒီတရုတ်နေဆက်ပေါ့နော်တရုတ်နေဆက်မှာဆိုလို့ရှိရင်တော့ပါရှိလဲဆိုလို့ရှိရင်ဝါထိန်းချုပ်ထားတဲ့နေမျိုးတွေရှိတယ်။ဆိုတော့ဝါထိန်းချုပ်ထားတဲ့နေမျိုးမှာဒုတိယအကြီးဆုံးမြို့တော်တစ်ခုရှိတယ်နော်အဲ့ဒါမြို့တော်ကမိုက်ပေါ့နော်မိုက်ပေါ့မှာဆိုလို့ရှိရင်တော့မြေရှာတက်တူတွေအကြီးကြီးတူးနေတယ်နော်အကြီးကြီးတူးနေတယ်အရင်ကထက်နော်အဲ့ဒီမှာဘလောက်ထိတူးလဲဆိုလို့ရှိရင်၈ဆထိတော့မှတိုးပြီးတော့ဒီ WWSA ကဒီမြေရှာတက်တူတွေကိုတူဖို့လဲဆိုပြီးမှ ရှမ်းလူမှုအခွင့်အရေးနော်လူအခွင့်အရေးအခွင့်တွေကနေပြီးတော့ထုတ်ပြန်လိုက်တယ်နော်အရင်တစ်ခေါက်ကလည်းထုတ်ပြန်ပြီးပြီနော်ဂျူဒူကရိုက်ထားတဲ့ပုံတွေကိုကျွန်တော်တို့တွေ့ရနေမယ်ဒီနေရာမှာကျွန်တော်တို့ပြန်ချိတဲ့ခါကျတော့ဝါကတိုက်ပွဲတွေမှာပါဝင်ပတ်သက်မှုမရှိဘူးမရှိတဲ့ခါကျတော့နော်သူကအကြီးအကျယ် တိုင်းပြည့်တဲ့အချိန်မှာဆိုလို့ရှိရင်သူကတော်တော်ကိုခွင့်ရရတယ်ဆိုတော့တော်တော်ကိုမြေရှာတက်တူတွေကိုတူးပြီးတော့ရောင်းချနိုင်တယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရနိုင်မယ်ဒီတည်င်းကိုချစ်ချင်အဖြစ်ပေါ့နော်နောက်တစ်ခုကတော့အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာအကြီးကြီးလူတွေကဗီဒီယိုဖိုင်တွေကျွန်တော်တို့ပို့ကြတယ်8000သူတို့တက်မှတ်ထားတယ်8000ကျော်ပြီးတော့သိန်းအထိတောင်မှရရှိတယ်ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်တာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့ဒီဗီဒီယိုဖိုင်တစ်ခုထွက်လာတယ်နော်အဲ့ဒီဗီဒီယိုဖိုင်ကဒီတရားရုံးစစ်စစ်တဲ့ဗီဒီယိုဖိုင်အတန်းတော့မပါဘူး CCTV ကနေပြီးတော့ ထုတ်ပြန်လိုက်တယ်အဲ့ဒါကငွေချသတင်းတစ်ခုကနေပြီးတော့ဒီဟာကိုရပြီးတော့ထုတ်ပြန်လိုက်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့စဉ်းစားတာကဒီဗီဒီယိုကသူတို့မထုတ်ဘူးဒီမအားလကနော်ပေးတိခွင့်မပေးဘူးဆိုလို့ရှိရင်တော့ပြောမှထွက်လာစရာအကြောင်းမရှိဘူးနော်အင်ကိုက်ပဲနော်အင်ကိုက်ပဲဆိုတော့အသက်80ပြည့်တဲ့နေ့မှာလူတွေကအကြီးအကျယ်သူ့ကိုအာရုံစိုက်ပြီးတော့မွေးနေဆုတောင်းပွင့်တွေကိုလှုပ်ရှားမယ်အဲ့ဒါကြောင့်သူကဆိုလို့ရှိရင်သတင်းကိုအတိတ်ပြရတော့နှုံးမလိုက်တယ်နော်ဒီသတင်းနဲ့နေပြီးတော့ မောင်ဖုံးလိုက်တယ်ပေါ့နော်တတင်းလိုဖုံးကွေခြင်းနဲ့စိတ်နဲ့လုပ်တဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့သူကဒီတင်းကိုမထုတ်ပြန်ဘူးဆိုလို့ရှိရင်ဘယ်သူမှသိစရာကြောင်းမရှိဘူးဘယ်နိုင်ငံခြားတတင်းထောက်မှလည်းသွားလို့မရဘူးပြည်တွင်းတတင်းတွေကလည်းဘယ်သူမှသွားလို့ရတဲ့ဟာမဟုတ်တဲ့ခါကျတော့ အဲ့ဒါကတော်တော်ကိုဖြစ်နေချင်များတယ်။ဆိုတော့နောက်တစ်ခုကထပ်တော့ဒီနေ့ထွက်လာတယ်။အဲ့ဒါကစာမျက်နှာ၅မျက်နှာပါတယ်နော်။အဲ့ဒါကိုဒေါ်ဆန်စုကြည်ကိုစစ်စစ်တဲ့အမှုပေါ့နော်။စာမျက်နှာ၅မျက်နှာနေနေပြီးတော့ပေါက်ကြားလာတယ်နော်။အဲ့ဒါကလူမှုကွန်ရက်ပေါ်မှာပေါက်ကြားလာတာနော်။အဲ့ဒါကဘသူကနေပြီးတော့ဒီဟာကိုဒေါ်ဆန်စုကြည်မွေးနေ့မှာထုတ်ပြန်လိုက်တယ်။အဲ့ဒါကမန်ဆန်မော်ဆိုတဲ့မိန်းကလေးကနေပြီးတော့ဒီ Facebook မှာပေါက်ချလိုက်တဲ့ဟာဖြစ်တယ်။ဆိုတော့အဲ့ဒီထက်မှနော်မင်းမျက်ချက်လည်းအများကြီးပါတယ်။အဲ့ဒါကပါလို့ဆိုလို့ရှိရင်နော်။ဝင်းထင်း ်ဟောဝင်းထင်ကထုတ်ပြန်လိုက်တဲ့ပြည်သူ့တို့ပြန်ကြားချက်ဆိုပြီးမှအဲ့ဒီစာရွက်ပေါ့နော်အဲ့ဒီစာရွက်အကြောင်းကိုမင်းမြတ်တယ်မင်းမြတ်တဲ့အခါကျတော့ဒီဖက်ကတော့အောင်ဆန်းစုကြည်ရဲ့ရှင်းနေတွေကနေပြီးတော့အဲ့ဒါကအဲ့ဒီစာရွက်ကတက်သေးဖြင်းနဲ့ဒီတရားခွင်မမယူလာတဲ့အတွက်ကြောင့်မမေးသိမ်းဘူးဆိုတဲ့ဟာကိုသူတို့ခြေပါတယ်ပြီးလို့ရှိတော့ CRPH UG PDF အကြောင်းတွေကိုတီလာဆိုတဲ့အကြောင်းကိုမေးတဲ့အခါကျတော့လည်းသူကမသိဘူးဆိုတဲ့ဟာကိုဖြေဖြေကြတယ်ပြီးလို့ရှိရင်တော့ share and add เนาะ and add facebook ကိုအကြောင်းကိုလည်းသူတို့မေးတယ်ပြီးလို့ရှိရင်တော့ညွှန်ကြည့်မှာဆိုလို့ရှိရင်တော့ အန်ယူဂျီရဲ့အစိုးရမှတော်အောင်ဆန်းစုကြည်နဲ့ဒီသမဏဦးဝင်းမြင့်ကိုနေပြီးတော့အဲ့ဒီမှာယာဒုတစ်ခုအနေနဲ့ဆက်လိုက်ပြီးတော့ရှိနေတုံးပဲဆိုတာသီလာဆိုတဲ့ဟာကိုနေပြီးတော့မေးတယ်ဒါပေမဲ့တော်အောင်ဆန်းစုကြည်ကနေပြီးတော့မသိဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ဖြေတယ်ဆိုတဲ့ဟာကိုတော့နော်အများအားဖြင့်တော့မသိဘူးဘယ်လိုတိရမဖြစ်လို့ရှိရင်ဘယ်လိုဖြစ်မလဲ။ तू ကဟောထောင်ထက်မှနေတာဘေးကောင်မှမသိတာ။မသိတဲ့ဟာကိုအဲ့ဒါကိုအဲ့ဒီအကြောင်းကိုမေးတယ်ဆိုတော့နော်သူတို့တိခွင့်ပေးတာကဘာလဲဆိုတော့သူတို့တည်င်းစာတို့ဘာလို့ဖတ်ခွင့်ရှိတယ်။အဲ့ဒီသူတို့မိုက်တိုက်တဲ့ ်အဝါဒဖြန့်ချီတဲ့တည်င်းတွေပေးရမယ်လေအဲ့ဒီမှာတည်င်းစာတို့ဘာတို့ဖတ်လို့ရမှာပေါ့နော်ဆိုတော့အဲ့ဒါကိုသိတယ်လို့ကျွန်တော်တို့ပေးပြောလို့ရမယ်လေဆိုတော့နှခုံးပိတ်တာပေါ့နော်နှခုံးပိတ်တာပေါ့လေးပြရတော့မပြောချင်ဘူးမပြောချင်တော့မသိဘူးပေါ့နော်မသိဘူးအဲ့ဒါအကောင်းဆုံးပဲလေမသိဘူးဆိုတာအကောင်းဆုံးပဲဘူးတလုံးဆောင်ရဲ့အိုအောင်မစင်းရဘူးဆိုတာအဲ့ဒါပြောတာနော်အဲ့လိုမျိုးဖြစ်ရဲ့ဘလို့ဖြစ်မှလဲနော်ဆိုတော့အဲ့ဒါကိုနေပြီးတော့အခုဒီကြော်မျိုးမင်းကဒီဗီဒီယိုဖိုင်မှာပြောထားတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်နော်နောက်တစ်နောက်တစ်နေ့လေးလာနောက်နောက်တစ်နေ့ရုံးချင်းမှာတော့ဘီယိုကွန်ဖရင့်ထုတ်ပြန်တဲ့ခါမှာရောက်ရှိနေရဲရရှိတို့ကမေးတယ်တဲ့ အန်ယူဂျီကဥယျာဉ်ကြီးကိုယာထားနိုင်ငံတော်သမ္မတဖြစ်၎င်းတယ်ကျမဟိုတဲ့ကျမတော်သားကြီးကိုယာထားတယ်ပဲပို့ပြန်တာထုတ်ပြန်ထားသည်ဟိုတဲ့ဒီလိုသဘောရပါလေလို့မေးပါလေတဲ့ကျမကအဲ့အန်ယူဂျီဆိုတာထုတ်ပြန်အန်ယူဂျီဆိုတာဘာလဲလို့ပြန်မေးပါလေတဲ့ CIA page ကခတ်ထားတဲ့အဖွဲ့ကိုပြန်ပြောပါလေတဲ့ဘက်ကစီအပိကဘာလဲလို့မေးတဲ့အခါမှာလွတ်တော်ကိုယ်စားဖွဲ့တဲ့အဖွဲ့ကိုပြောပါတယ်။အသူတွေလည်းလို့ပြောတဲ့အခါအမီလေးငါ့ကိုရွပြပဲတဲ့။ထုတ်တဲ့ပုံဘာမှမပြောပါဘူး။ဒီစာရီကိုဖတ်ပြပြီးမှဒေါ်သောဆိုလက်မှတ်ထိုးရတယ်။ဒေါ်သောဆိုကြီးအကုန်လုံးလက်မှတ်ထိုးထားတယ်။အဲ့တော့ပြောရရင်တော့သဘူသီးပြည့်တဲ့တရားဥပမာဒေါ်သောဆိုကြီးဖတ်ဆိုချက် ဒီပြောတာအဲ့ထွက်ဆိုချက်အရာပြောမယ်ဆိုရင်တော့ထွက်ဆိုချက်ပြောမယ်ဆိုတော့ဒေါက်ဆဆုကြည်ဒီပွန်းတော့ NUG CRB ကိုသူမသိဘူးတည့်ချက်ဘာရီမန်လည်းသူမသိဘူးခုကဒီ KNU ကနေပြီးတော့ကော်တူလေးနိုင်ငံအကောတူလေးအစိုးရကိုကြီးညာဖို့အတွက်ရှစ်ဆရာခိုင်လုံးပြီးစီးသွားပြီ2025ဒီနှစ်မှာနှစ်ကုန်သုံးမဟုတ်2026 တော့နေ့ဥပိုင်းမှာဆိုလို့ချင်းကျင်းညာနိုင်မယ်ဘာဖြစ်ဆိုတော့နေဆက်တခြားမှာဆိုလို့ချင်းသူတို့တင်ပိုက်ထားပြီးပြီဒါပေမဲ့မြို့တော်တော့မသိမ့်သေးဘူးเนาะထူဆန်းတဲ့တော့ရှစ်ဆရာခိုင်လို့ပြီးတော့မယ်လို့ပြောတယ်เนาะအဲ့ဒါတော့သူလေးအစိုးရအဖြစ်နဲ့ကျင်းညာတော့မယ်ဆိုတဲ့ဟာကိုသူတို့နော်ထုတ်ပြန်တာကိုတွေ့ရတယ်เนาะအဲ့ဒါဘလို့ဆော့တော်နီလက်ကင်းအနေရပြောရဲဆိုခွင့်ရှိတယ်လို့ပေါ့เนาะသူထုတ်ပြန်တာကိုတွေ့ရတယ်သူလေးအစိုးရဆိုတော့အရင်ဆုံးကတည်းကနေသူတို့ကကိုသူလေးအစိုးရရှိတယ်။နောက်အစိုးရကိုသူလေးနာမည်နဲ့သူတို့လုပ်ရှင်တယ်။ဒါပေမဲ့ဒီမာလာကသွေးခွေးတဲ့ခါကျတော့ KNU ဆိုတဲ့နာမည်နဲ့သူတို့ထွက်လာတယ်နော်။ဆိုတော့ အခုကသူတို့ကဒီကော်သူလေးဆိုတဲ့အစိုးရကိုပြန်ပြီးတော့နာမည်ကိုပြောင်းဖို့အတွက်သူတို့စူးစမ်းနေတာเนาะ၈၀ခန်းလုံးလောက်ပြစီသွားပြီလက်ပြတော့သူတို့အချင်းချင်းစီလုံးလို့ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့เนาะအခုသူတို့မှာကဒီ KPA တို့အခုက KNLA တို့ PC တို့ DKBA တို့ KTLA တို့အမျိုးမျိုးကွဲနေတာပေါ့သူတို့ကနော်ဆိုတော့ KTLA ကကြာတော့သူတို့ကရင်ဆုံးချတာနော်နန္ဒမြောက်ဥဆောင်တဲ့လူကနာသူတို့ကော်တီလေးအာမီဆိုပြီးမှသူတို့ရင်ဆုံးတက်တာနော်နာမည်ယူတာနော်ဒီဖက်က KNU လည်းအခုပြန်ပြီးတော့လိုက်လာတယ်လိုက်လာတဲ့ခါကျတော့သူတို့နေရောက်ကတော့ဘယ်လိုဖြစ်မလဲတော့ကျွန်တော်တို့ရှစ်ဆက်ပြီးတော့ကျွန်တော်တို့ချစ်ကြရအောင်ပေါ့ဒါပေမဲ့သူတို့ပြောတာတော့ရှစ်ဆက်ရခင်လို့တော့သူတို့ဆွေးညွှန်းလို့ရပြီအဲ့ဒီနာမည်နဲ့အတူပြုတော့သူတို့လုံးမယ်နော်ကျင်ညာတော့ပဲအဲ့ဒီပြီးတော့ KNU ဆိုတဲ့နာမည်နဲ့မထွက်တော့ဘူးကော်တူလေး အာမင်ဆိုတဲ့ပုံစံမျိုးနဲ့ကိုသူတို့ရဲ့အစိုးရဆိုတဲ့ပုံစံမျိုးနဲ့သူတို့ထွက်တော့မယ်ဆိုတဲ့ဟာကိုရှစ်စရာခံလို့ဖြစ်စီတဲ့အကြောင်းကိုဘတော်ဆိုတော်နီကပြောတယ်ဆိုတဲ့တည်င်းကိုလေကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကစကိုင်းတိုင်းဒီကန်ဒေါင်ရေစခန်းကိုနေပြီးတော့ PL ကနေပြီး PL ဥဆောင်ပြီးတော့သူတို့အဖွဲ့တွေစူပေါင်းဖွဲ့တွေကတင်ပတ်လိုက်တယ်တင်ပတ်လိုက်တဲ့ခါကျတော့အဲ့ဒီမှာစကစရောက်ပေါ့40တည်တယ်နော်လက်နက်ခရရလည်းအများကြီးတင်ဆက်ရမိတယ်ဆိုတဲ့ဟာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ဒီမြန်မာအရေးကို ဖြစ်ရှင်းတဲ့အခါမှာကြာလို့ရှိရင်တော်တော်အခက်အခဲတွေကိုရင်ဆိုင်ရတဲ့ PR တွေကိုအများကြီးဖြစ်ရှင်းနေရတယ်အဲ့ဒါကြောင့်ဒီပြဿနာဟာဆိုလို့ရှိရင်တော့နော် PR တွေအများကြီးရင်ဆိုင်နေရတဲ့ပြဿနာဖြစ်တဲ့အခါကျတော့တို့ဖြစ်ရှင်းနိုင်ဘူးစင်ခေါ်မှုတကိစင်ခေါ်မှုကြီးကြီးဖြစ်တဲ့ဆိုတဲ့ဟာကိုဖေရှားဝန်ကြီးချုပ်ကနေပြီးတော့ပြောလိုက်တယ်အဲ့ဒီကွန်လန်ပူမျိုးမှာနော်38ကျင်းမြောက်အာရှပစိဖိတ်အစည်းအဝေးမှာပြောလိုက်တာဖြစ်တယ်အဲ့ဒီကတော့တို့မနိုင်တော့ဘူးလက်လွတ်လိုက်ရတယ်နော်တော်တော်ကို PR များတယ်လို့ပြောတယ်နော် PR များတယ်လို့ပြောတဲ့အခါမှာဘသူ PR လဲဆိုလို့ရှိရင် တရုတ်ရဲ့ဖိအားเนาะတရုတ်ရဲ့ဖိအားကအကြီးအကျယ်ဖြစ်တဲ့ခါကြတော့เนาะဒီပြဿနာကိုဖြေရှင်းဖို့အတွက်လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့ဟာကိုဒီနေ့စိတ်ပြက်လက်ပြက်နဲ့မလေးရှားဝန်ကြီးကပြောလိုက်တယ်ဆိုတဲ့တင်ကလည်းကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကဒီမကွေးတိုင်းဂန်ကောက်ခရင်မှာဆိုလို့ရှိရင်တော့ထီလင်းမျိုးမရေစခန်းကနော်အကျဉ်းသား၁၂ရောက်နော်၁၂ရောက်နေပြီးတော့အဒီမှာထွေပြေးသွားတယ်နော်အဲ့ဒီအကျဉ်းသားလို့ပြောတဲ့ခါမှာအချုပ်ထဲမှာထည့်ထားတာအဲ့ဒီအချုပ်ကိုဖောက်ပြီးတော့သူပြေးလွတ်မြောက်သွားတယ်အဲ့ဒါက၁၂ရောက်နော်၁၂ရောက်နေပြီးတော့ ထွက်ပြေးလွတ်မြောက်လေဆိုတဲ့တင်းကိုလည်းတွေ့ရမယ်နောက်တစ်ခုကဒီဖတ်ကတ်မှာဆိုလို့ရှိရင်တော့တိုက်ပွဲကြီးကြီးဖြစ်နေတယ်ဒီမာလာစစ်တပ်ကတော့စစ်ကြောင်း၃ချောင်းနဲ့အင်အား600နဲ့ဖတ်ကတ်မြို့ကိုထိုးစစ်ဆင်တယ်ဖတ်ကတ်မြို့ကတော့ရောက်သွားပြီဒါပေမဲ့ရဲစင်နဲ့အမြအနှိမ့်ချွေချွေခံနေရတယ်ဆိုတော့ဖတ်ကတ်မြို့ထက်မှရောက်တယ်ဒီကပိတ်ဆိုးပြီးတော့သမတာအဒီမှာစေဦးစီးမှုတယောက်အပါဝင်လူပေါင်း30เนาะစက္ကစ30တည်သွားတယ်เนาะအဲ့ဒါကဒီဖတ်ကတ်ကဒီတမမှန်နေပြီးတော့တချို့ကြတယ်เนาะပွဲလုံးပြီးတော့တချို့ကြတာပေါ့เนาะအဲ့ဒီတချို့ကြတော့ နော်အကြီးအကျယ်အဲ့ဒီမှာလူပေါင်းကောင်းစီဆိုတော့နေတာမှမဟုတ်တာနော်ဆိုတော့တော်တော်ကိုကြီးကြီးမားမားတချို့ပွေးတွေလောက်ကြတယ်နော်အဲ့ဒီမှာနော်တချို့ကြတယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်ဖကန်တက်မှမှာပဲအဲ့ဒီမှာပဲတချို့လေ KNA ကနေပြီးတော့ပထမဆုံးတိမ့်နေတိမ့်ပြီးမှတခါအခုမဟာလကပြန်ပြီးတော့အဲ့ဒီနေရာကိုပြန်သိမ်းတယ်အင်းလည်းပုံစံမျိုးပေါ့ဒါပေမဲ့အထက်မှာရောက်သွားတဲ့ခါကျတော့ပြန်ထွက်လို့မရတော့ဘူးအဲဒီမှာအကြီးကြီးသေးတယ်နေစင်းနဲ့အမြအမိချွချွေးခါနေဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုကဒီ S S ဆိုလို့ရှိရင်လည်းတော်တော်ကိုဈေးတက်လာတယ်เนาะအရင်တော့က6420ပတ်ဝန်းကျင်ကနေပြီးတော့အခုခုန်တက်တယ်เนาะခုန်တက်တယ်ဒေါ်လာကို6585ဒေါ်လာเนาะ6500ဖြစ်သွားပြီအဲ့ဒီပဲတော့6500ကျော်သွားပြီ6400ကနေပြီးတော့6440ကနေပြီးတော့6585ချက်တိတောင်မှကျွန်တော်တို့ထိုးတက်သွားတယ်နောက်တစ်ခုကရွှေရွှေကတော့ခောက်ရွှေတစ်ချက်သားကို89သိန်းကျော်နေနေပြီးတော့ဈေး အောက်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကတော့ဒီပကိုးတိုင်းတာယောက်ဒီခရိုင်မင်းလာမြို့နယ်မှာဒီတော့ပြက်ရွာနီးမှာဆိုလို့ရှိရင်တက်ပွေတဲ့ကြီးကြီးဖြစ်ကြတယ်နော်ဖြစ်ကြတဲ့အခါကျတော့အဲ့ဒီမှာမေစကဆကအင်အားကြီးကြီးအလုံးရင်းနဲ့ဆမ်တန်တိုးပြီးတော့တမ66ကဒီဘုံမူတမမူကိုတိုင်ဦးစီးတယ်ဆိုတော့အဲ့ဒီမှာဝင်ပြီးတော့တိုက်တဲ့ခါကျတော့အဲ့ဒီမှာ PDF အယောက်ပေါင်း9ယောက်နော်9ယောက်ကြာဆုံးတယ်9ယောက်ကိုမာစတာတွေကနေပြီးတော့ဖမ်းမိတယ်ဖမ်းမိတဲ့ခါကျတော့ဒီဖះလို့ ဒီ Geneva Convention တို့ပါတော့အကျဉ်းသားဥပဒေတို့ပါတော့ဘာတစ်ခုမှမသိတော့တော့အဲ့ဒီ၅ရောက်ကအကုန်လုံးတက်ဖြတ်လိုက်တယ်ဆိုတဲ့တဲ့င်းကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီအသက်ဖြတ်ခံရတဲ့ PDF တွေကဘေးရင်းကလည်းဆိုလို့ရှိရင်တိုင်းရင်3နဲ့1803တိုင်းရင်းကနေပြီးတော့ နော်သူတို့ PDF တွေဖြစ်တဲ့အဲ့ဒီ၅ရောက်တက်ဖြတ်ခါနော်ဗောနော်ဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုလည်းတစ်ချက်လောက်ကြည့်ကြည့်လိုက်နော်သူတို့တိုက်ပို့တွေဘယ်လိုတိုက်ခဲ့ရတယ်လဲဆိုတဲ့ဟာကောနော်အဲ့ဒီမှာဥထုံးမပါဘူးဆိုလို့ရှိရင်တော့ complaint ထွက်သွားမယ်နော် complaint ထွက်သွားမယ်တော့တော်တော်ကံကောင်းသွားတာဗောဒါဒါပဲမဲ့နေနေပါအစထိမှန်လာပါလိုက်တော့မသိဘူးနော်ဒီဗီဒီယိုဖိုင်လေးကိုတစ်ချက်လောက်ကြည့်ကြည့်လိုက်နော် 小白帮哈，你讲话，你讲话，我们、啊、我不看、啊。先给你们倒杯，先给你们。

सब्सक्राइब गर्नेकै फलो गर्ने पेचेन्सन